သူ့လိုကွန်မန်ဒိုရင့်ဝါကြီးကိုခွေးခိုးခိုင်းတဲ့ဘာရှုံနည်းနည်းတော့ကျွဲမိတူသွားတယ်ခမားခိုးမဲ့ခွေးကနည်းနည်းရရခွေးမဟုတ်ဘူးဗျမြန်မာနိုင်ငံရေးကိုပြောင်းလဲသွားစေနိုင်တဲ့ခွေးခွေးနာမည်ကတိုက်ရှိတို့တဲ့သွားခိုးရမယ့်နေရာကနေပြည်တော်ကနှင်းစီစံအိမ်လို့ခေါ်တဲ့နေရာတိုက်ရှိတို့နှင်းစီစံအိမ်နေပြည်တော်မြန်မာနိုင်ငံရေးဘာတွေတုံးဟာဘာရှုံအမ်ဘီရန်နဲ့ဇင်ကြနေတော့အသားဖြူဖြူအရက်ခက်ပြက်ပြက်နဲ့ စပုတ်ချက်ဝတ်ထားတဲ့လူတယောက်ဆိုင်ထဲဝင်လာတယ်။ခုံလို့ဆိုလို့လဲဘရှုခုံပဲရှိတော့သူကဘရှုခုံလေးမှာအသာဝင်ထိုင်ပြီးအာမီတစ်ပိုင်းမှာလိုက်တယ်။သူတို့နှစ်ယောက်စကားမဆုံမိကြပဲမျက်နှာချင်းဆိုင်တောက်နေရင်လူစိမ်းကသူ့မျက်နှာကိုတေးကြကြည့်ပြီးခမည်းကိုကျွန်တော်မြင်ဘူးသလိုပဲဒီစွကျဲလက်ပြက်ဘောင်းမီတို့နဲ့ဘရှုကလည်းအဲ့ဒီလူကိုတေးကြပြန်ကြည့်တယ်။တနည်းအားမမြင်ဘူးသလိုလိုပဲ။ဟာလေစိမ်းမထင်နဲ့ ဘာချိုထောက်အော်တော့ဟိုလူကသူ့ပါဇက်ကိုလက်ညှိုးလေးနဲ့ဖိပြီးမျက်စိမိတ်ပြတယ်။ဟုတ်တယ်။ကျွန်တော်ကာချုပ်တယ်ဗျာ။ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်ကတော့ ပြည်တိချကိုကိုမောင်ရေးတဲ့ကွန်မန်ဒိုဘရှိုဆိုတဲ့စာအုပ်ထဲကမှဆိုလာလေရင်မကနေဘရှိုဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဆိုလာလေရင်မကနေဘရှိုဘရှိုကိုဟိုစီတီစစ်နဲ့လက်ဗရန်ရဲစခန်းအရှုပ်ထဲမှာယမန်ကြီးတစ်ပတ်ကြာသွားတယ်နောက်ဆုံးတော့ဒီစစ်သားလူတွေဟာတပိတ်နဲ့မသက်ဆိုင်တာမို့ရဲကပြန်လွတ်လိုက်ရပါတယ်စခန်းမှုကဘရှိုအဖြစ်ကိုရီအားထက်ငွားတန်ဖြစ်နေလို့တနာပြီးပြီကိုပြန်ဖို့အတွက်ပတ်စံတထောင်ခဲပါထည့်ပေးလိုက်သေးတာပြီကိုပြန်ရမတဲ့လား ပါရှိုးရွာလဲပြီးပြည်ပြန်ရင်သူအချက်လုံးလုံးကွဲမှာမိမတယောက်ရဖို့အရေးရောက်ဖမျက်နှာရဖို့စစ်သားစုဆောင်ပေးမယ်ဆိုပြီးသူပြည်ကထွက်ခေတာအခုတော့စွတ်ကျဲအစုတ်တထဲစစ်ပေါင်းမီ အတူတထဲနဲ့အိမ်ပြန်ရမယ့်အဖြစ်တိတ်ချရတဲ့မတ်တော်ဝီမင်းရဲ့ကိုပါရှိုးအဖြစ်ကိုလာကြည့်လဲပါအောင်ကွာပါရှိုးတယောက်ပြည်ကိုမပြန်ကျင်တော့သူတစ်သက်လုံးစစ်တက်ရှိမှသပင်းညက်ပြီးခြားထားတဲ့ပတ်စံတွေကလည်းရန်ကုန်ဘူတာကဟိုမအေးဘေးလေးနှကောင်တတ်မှသွားလို့ဂုံပြီး တနေ့တစ်ချိန်ကြာမှမသက်ဝေရှိရာ သူပြန်လာမယ်လို့လဲစိတ်ထဲအားတင်းလိုက်ပါတယ်လောလောဆယ်သူဘယ်သွားမလဲတက်ထဲမှာနေကတုန်းကသူနဲ့အရှိကံတပတ်စင်နဲ့ဆင်းပြီးတရင်တော်တော်များများမှတာဝန်ကြဘူးတဲ့အရာကကိုအောင်သိန်းကိုပွားတရီရမိတယ်ဟုတ်တယ်အခုဒီကောင်အောင်သိန်းတက်ကထွက်ပြီးမန္တလေးလေစိတ်မှာလုံကြုံရင်းမှုဆိုလာပါလားယာဒူးနဲ့လုံနေတယ်ပြီးကိုမပြန်ပဲသူတငယ်ချင်းအရာကအောင်သိန်းစီသွားပြီးအလုပ်တစ်ခုခုလုပ်မယ်ပတ်စံစုပြီးမှမသက်ဝေရှိတဲ့ပြီးကိုပြန်မယ်လို့ဘာချို့ ဆုံးဖြတ်လိုက်တယ်။လက်ပရန်းကနေရန်ကုန်ဘက်ကိုဘတ်ရှုကားစီးလာလိုက်တယ်။ပြီးတော့ထောက်ကြမှာဆင်းပြီးမန္တလေးကားတစီးတားဆီးလိုက်တယ်။စွကြအင်ဂျီလက်ပြက်စပောင်းမီတိုနဲ့ဘတ်ရှုပုံစံကိုကြည့်ပြီးကားတော်တော်များများကရက်မပေးကြဘူး။နောက်ဆုံးကုန်းနေအပြစ်တင်လာတဲ့လူစည်းကားကြီးတစီးကဘတ်ရှုကိုကားက9000နဲ့တင်ခေါ်လာခဲ့တယ်။ဒီလိုနဲ့2005မတ်လ20ရက်မန္တလေးလေစိတ်ကိုကမန်ဒို ဟောင်းကြီးဘတ်ရှုဟိုမေးဒီဆန်းနဲ့ရောက်လာခဲ့ပါလေရော။ သွားပြီလေစိတ်ရောက်မှအောင်သိန်းကနေပြီးတော့လေစိတ်ကိုပြောင်းသွားပြီတဲ့ဘာလျှော်ရေကန်ဆိုးမှသွားရာအဲကန်ဆိုးတဲ့ကွန်မန်ဒိုသွားရာမိုးလိုက်ရွာနေပါလားအောင်သိန်းရှိမဲဆိုတဲ့အသည့်နဲ့ထွက်လာခဲ့တာလက်ထဲမှာလည်းပတ်စံက250ပဲရှိတော့တယ်ဘာလျှော်ဘာလို့ရမှမသိပဲလေစိတ်ရှိမှစိတ်ပြက်ပြက်နဲ့ငုတ်တုတ်ထိုင်နေလိုက်တယ်ညီလေးစားတော့မစားရသေးတော့ဘိုက်ကလည်းတကွီကွီးနဲ့သူ့ကိုတပိတ်မှောက်နေလေရဲ့ ညနေစောင်းလာတဲ့အမျှလေစိတ်ထက်ကိုကင်မရာတွေလွဲထားတဲ့သတင်းတောက်တွေတယောက်ပြီးတယောက်ဝင်သွားတာတွေ့တော့ဘာရှော့အတွေ့တစ်ခုရသွားတယ်။သူလက်ပတန်းမှာလမ်းပြောက်တုန်းကចောင်းသားတွေတပိတ်ကိုလာတဲ့သတင်းတောက်တွေတွေ့ခဲ့ဘူးတယ်လေ။အဲ့ဒီတုန်းကចောင်းသားအုပ်တဲ့ဝင်ရောပြီးចောင်းသားတွေအတွက်ဝေတဲ့မုတ်တွေစားပြီးသူပိုက်ပြည့်ခဲ့ဘူးတယ်မဟုတ်လား။ဒါဆိုအခုသတင်းတောက်တွေလေစိတ်ထဲဝင်သွားတဲ့ကိစ္စကဆန္ဒပြပွဲတစ်ခုခု ဖြစ်လင်အ ਨੇ ဆုံးဘိုက်တော်ပြည့်မယ်လို့ဘာရှော့တွေးလိုက်တယ်။ဒီတခါတော့မုတ်ရတာနဲ့လစ်မယ်။ဟိုတခါလက်ပတန်းပါလို့ဂျားညက်မခံတော်ဘူးပေါ့လို့ ဘာရှိုးတစ်ဆက်ထဲတွေ့လိုက်တယ်။ဒါနဲ့သတင်းတော်တွေနဲ့အတူမန္တလေးလေးစိတ်ထဲဘာရှိုးအတာဝင်လိုက်တယ်။အထက်ရောက်တော့သတင်းတော်တွေကလေရင်ပြေးလန်းနေနားမှာရောကွင်းပေးမှာပါထိုင်နေသူထိုင်မှိုင်နေသူ မှိုင်နေဘာဆန္ဒပြပွဲမှာလည်းမတွေ့ရဘူး။ဟွန်းလေရင်ပြန်နဲ့လာပြီးများဆန္ဒပြကြမှာလား။နေလုံးကြီးကလည်းတဖြည်းဖြည်းအနောက်ဂေါ်ရကိုယွန်းပြီးဘာရှိုးလည်းစိတ်ပြက်လက်ပြက်နဲ့လေစိတ်အနောက်နားကအဆောက်အုံတစ်ခုပေးမှာဝင်ထိုင်ရင်းတဲ့င်းတောက်တွေစောင့်နေတဲ့အရာကိုဘာမှမသိပဲသူပါရောပြီးစောင့်နေမိတယ် ဒီလိုနဲ့ခကြီးပန်းလာတဲ့ပါရှုမျိုးလုံးတွေလေးပြီးတဖြည်းဖြည်းအိပ်ပျော်သွားပါလေရောလားဘလောက်ကြကြအိပ်ပျော်သွားတယ်မသိဘူးပါရှုနိုးလာတော့မန္တလေးလေစိတ်တခုလုံးမောင်မဲနေပြီဟိုးလေစိတ်ခတ်ဝဲဝဲကကိုတော်ပုံစံလေးတခုရှိမှလူ၃ယောက်အလွတ်ရှုပ်နေတယ်ပါရှုတခုခုအကူညီတောင်းမယ်လို့စိတ်ကူးပြီးသူတို့စီခြောက်သွားလိုက်တယ်သူတို့ကပါရှုကိုအာရုံမစိုက်ကြပါဘူးကိုတော်တဲကလေရင်ပြန်လို့လို့ဟာကို၃ယောက်သားအုံပြီးအလွတ်ရှုပ်နေကြတယ်ဟဲ့လေလေရင်ပြန်ကလည်းအစမ်းပါလား လေးတော်ပုံစံပပလက်လက်တိတိချေချေလေးဒီလင်းမြန်မျိုးဘာလို့တခါမှမမြင်ဘူးဘူးတက်ထဲနေတုန်းကလေတက်ကလေးရင်တွေဆိုတာလေအကြီးကြီးတွေပါအလောက်ရှုံနေတဲ့လူတွေကအင်္ဂလိပ်နှစ်ယောက်နဲ့ဗမာတစ်ယောက်ချင်းနန်းကျိုးတစ်ချောင်းလေးရင်ပန်ကအနောက်ဖက်မှာရှိလိုက်နိုင်ငံသားကလေးရင်ပေါ်တက်ကြည့်ပြီးခေါင်းခါလိုက်နဲ့အလောက်ရှုံနေကြတယ်ဘာဖြစ်နေကြတာလဲဗျဘာလို့အတန်ကြတော့လူသုံးယောက်ကစက်ခနဲလဲကြည့်တယ် ်ပြီးတော့လေရင်ပြန်ဘက်ပဲခေါင်းတွေပြန်လှည့်သွားကြပြီးသူတို့အလုပ်သူတို့လုပ်နေကြတယ်ပန်ကာနောက်ကလွတ်နေတဲ့နေရာလေးကိုမိုလီနဲ့ဆုပ်ကြည့်တယ်ပြန်ဖြုတ်တယ်ဂျင်းနဲ့နဲ့တုတ်တယ်ပြန်ဖြုတ်တယ်သူတို့လုပ်နေတာကိုဘာရှော်အဆဆုံးကြည့်ပြီးရှာရှည်လိုက်တယ်ဂျင်းနဲ့မိုလီတွေကတက်လို့ရရဲ့သားနဲ့ဘာလို့ပြန်ပြန်ဖြုတ်နေတာတုံးဗျနိုင်ငံသားနှစ်ယောက်ကသူစကားနားမလဲပေမဲ့ဗမာကနားလေတယ်။သူလည်းအကြံအိုက်လာပုံတူပါတယ်။ဘောက်ရှိုဘက်ကိုလှည့်ပြီးလေရင်အလေးချိန်ကတအားပေါ့တယ်ဗျ။နည်းနည်းလေးအပိုလိုရှိလို့မဖြစ်ဘူး။ ဘန်ကာကျိုးနောက်မှာတက်လာတဲ့ပလတ်စတစ်ဝါရှာကဘယ်မှာပြုတ်ထွက်သွားမှမသိဘူး။ဂျင်းနန်တို့တန်ပူလီတို့အလေးချိန်တဲ့တောင်လေရင်ကခန့်နိုင်မှာမဟုတ်ဘူး။ဒီလေရင်ကဆိုလာအင်နာဂျီစနစ်နဲ့ပြန်တဲ့လေရင်လေ။ဆိုလာအင်နာဂျီတွေပါရီဘာရှုံနားမလဲပြီမဲ့သူပြောပုံအရပပပပရှိလို့ရတဲ့အရာတစ်ခုလေရင်မှာလိုအပ်တယ်ဆိုတာဘာရှုံသဘောပေါက်လိုက်တယ်။ဘယ်နဲ့ကွန်မန်ဒိုဘာရှုံပါဆိုနေ။ပပပပရှိလို့ရပြီခိုင်လဲခိုင်နဲ့ကြုံမျိုးကျွန်တော်ခြာပေးရမလား။ဘာရှုံမေးတော့ဗမာကဘာရှုံကိုတေးချကြည့်ပြီး ိုင်ငံကျသားတွေကိုဘာသာပြန်ပြလိုက်တယ်။သူတို့အတွက်ဒီချိန်မှာကောက်ရွတ်ပြင်လဲအားကိုးရပဲလေ။သူတို့ကဟိုးနိုင်ငံသားကနေဆိုလာလေးရင်ပြန်ဆိုတာကြီးနဲ့ကဘာပတ်လာကြတာ။မြန်မာပြည်ရောက်မှလေရင်ပဲ့ထိန်ပန်ကနောက်ကဝါရှာကွင်းတစ်ခုပျောက်သွားတယ်။လေရင်ဆက်ပြန်ရင်အန္တရာယ်ရှိတယ်။မြန်မာပြည်မှာလည်းဒီလိုဝါရှာကွင်းကရှာမရဘူး။ဒါနဲ့မန္တလေးလေစိတ်ကလေကြောင်းအင်ဂျင်နီယာပေါ့ဆာကိုစေမင်းကိုတိတ်တိတ်လေးအကူအညီတောင်းကြတယ်။ဂျီနန်ဂျိုးတွေမူလီတွေနဲ့လည်းဘလို့မှအဆင်မပြေဘူး။ လေရင်ဆက်မပြောင်းနိုင်ရင်နိုင်ငံခြားသားတွေအချက်ကွဲတော့မှာဒီကိစ္စလူသိများလို့ကလည်းမဖြစ်ဘူးလေရင်ဒီလိုဖြစ်တယ်ဆိုတာသတင်းတော့တွေကြားပြီးပြန်လာကြရင်ပွဲကပိုးစူးမှာကိုစင်မင်းလည်းခေါင်းတောင်နေပြီဒီအချိန်စွကြဲကြိုင်းပြက်စစ်ပေါင်းမီတိုနဲ့ဘရှိုဆိုတဲ့လူကမိုးပေါ်ကကြာလာတယ်လို့ကြာလာတာနိုင်ငံခြားသားတယောက်ခေါင်းငိမ့်ပြတော့လေရင်အင်ဂျင်နီယာကိုစင်မင်းကလည်းကုညီပါအောင်ဗျာလို့ဘရှိုကိုပြောလိုက်တယ်ဘရှိုကကိုစင်မင်းစီကဓာတ်တရှောင်းတောင်းပြီးလေစိတ်ခြံစည်းရိုးတွေဘက်ကိုအပြေးထွက်သွားတယ် ြီးတော့ရေတပုံးလဲအစင်သင့်ခတ်ထားပါလို့မှားသွားသေးတာ။နိုင်ဝဲလောက်နေတော့ဘာရှိုပြောင်းလာတယ်။သူ့လက်ထဲမှာလက်တစိလောက်ရှိတဲ့ဝဇင်းချောင်းတစ်ခုပါလာတယ်။အင်ဂျင်နီယာဇင်မဲပြီးလိုက်တဲ့ဓာတ်နဲ့ဝါပေါ်ကြောတွေကိုတည်တည်တတ်တ်နှွာရှတယ်။အချောင်းလေးတွေစိတ်တယ်။ပြီးတော့ကိုဇင်မင်းတို့အသင်ခတ်ထားတဲ့ရေပုံးလေးတဲရေစိန်ထည့်တယ်။နိုင်ငံသားနှစ်ယောက်ကတော့ဘာရှိုဘာလေးလုံနေပါလိမ့်လို့တန်တော်ကြည့်နေကြတယ်။ တဏှာရီလောက်ကြတော့ရေပုံးတဲ့ကဝါးစိတ်ကလေးတွေကိုထုတ်ပြီးနိုင်ငံခြားသားတွေခေါင်းစားနေတဲ့ပန်ကာနောက်ဘက်ကအဟားနှစ်ခုကြားကို ကိုဘရှော်ကနှိမ့်နဲ့တုတ်ပေးလိုက်တယ်။နိုင်ငံခြားသားနှစ်ယောက်ပန်ကာတောင်ပံကိုဆွဲပြီးခိုင်မခိုင်စမ်းသက်တယ်။ "Okay" တဲ့။တယောက်လေရင်ပေါ်တက်ပြီးလေရင်ရဲ့အလေးချိန်ကိုစစ်ဆေးတယ်။ "Okay" တဲ့။နိုင်ငံခြားသားနှစ်ယောက်က "You are technician, Burma technician" လို့အော်ပြီးဘရှော်ကိုဝိုင်းဖက်ကြတယ်။ပြီးတော့ဘရှော်အိတ်ထဲကိုပတ်စံတရွက်ထည့်ပေးတယ်။ပြီးတော့သူတို့လေရင်ပေါ်ခေါ်သွားပြီးစက်ပစ္စည်းတွေပြတယ်။ ။ဘာချူကတော့လေရင်မြန်ဆိုတက်မာတော့ကပြစ်ကူပေးတဲ့လေရင်တွေကိုမိုးပေါ်မော့ကြည့်ပြီးပဲမြင်မှုတာ။အခုတော့လေရင်ထဲမှာတဏှာကြီးလောက်ထိုင်ပြီးနိုင်ငံသားတွေနဲ့အတူဘီယာတောင်ဆုပ်လိုက်သေးတယ်။သူတို့ပြောစကားအရလေရင်ကဂျပန်နိုင်ငံနာဂူယာမြို့ကိုအရေးပေါ်စင်ကလေးကဒီလိုဆက်ချုပ်ရဲမှုဖြစ်ရှင်နေတာဆိုပဲ။နိုင်ငံသားနှစ်ယောက်ထဲကလေရင်မူဘော့ထရန်ပစ်ဂတ်ဆိုတဲ့လူကမနေ့ကလည်းလာခဲ့ပါအောင်ဆိုပြီးကိုစင်မင်းနဲ့ဘာချိုကိုပြောတယ်။ကိုစင်မင်းကဘာသာပြန်ပြတာပေါ့ ဒီလိုနဲ့လေစိတ်အပြင်ကိုကိုစင်မင်းနဲ့ဘာရှိုပြန်ထွက်လာတော့ကိုစင်မင်းကဘာရှိုအိတ်ထောင်တဲကဒေါ်လာတစ်ရက်ကိုမျက်စပြပြတယ်။အခုအဲ့ဒီပတ်ဆောင်တွေကိုလဲတက်လာ။ဘာရှိုကောင်းခါပြလိုက်တယ်။အင်္ဂလိပ်လိုတွေရေးထားတယ်။သူဘယ်သိမလဲ။ကျွန်တော်လဲပြီးမယ်လေ။အဲ့ဒီပတ်ဆောင်တွေက9000လောက်တန်တယ်အကိုရ။ကျွန်တော်စီကပမောင်ကြီး9000ယူပြီးအခုအိတ်တွေကပတ်ဆောင်တွေကျွန်တော်ပေးပါလား။ဟင်9000ဘာရှိုအံ့ဩသွားတယ်။ဒီပတ်ဆောင်တစ်ရက်က9000တန်နေတယ်လား။ ရောအကိုရ9000နဲတဲ့ထင်ရင်ဒီမျက်မှန်မှာယူလိုက်ဒီမျက်မှန်က1000လောက်တန်နေပြဘာချိုကျွန်တော်တော်ကြည့်နေတော့ဇင်မင်းဆိုတဲ့ငနေသူ့အိတ်ထဲကပတ်စံ9000တင်မကဘူးနေကမျက်မှန်ကိုပါထုတ်ပြီးဘာချိုလက်ထဲအတင်းထည့်တယ်အမန်ကအဲ့ဒီမျက်မှန်ကိုမန္တလေးဈေးချိုတဲကတက်လက်3000နဲ့သူလဲဆွဲလာတာဘာချိုလက်ထဲကဒေါ်လာ100ရန်ကိုရတာနဲ့ဇင်မင်းကသူ့ဆိုင်ကယ်ပေါ်တက်ခွာပြီးဝေါကနေမောင်းထွက်သွားတယ်ဘာချိုလည်းပတ်စံ9000အိတ်ထဲထည့်ပြီးလေးစိတ်နားမှာတွေ့တဲ့ကိုရဆိုင်ခုံလေးပေါ်တက်အိတ်လိုက်တော့တာပဲ ပတ်စံရှိပြီပဲမနှက်ကြနေပြည်တော်ကတငယ်ချင်းအောင်သိန်းစီသွားလို့ရပြီလေလေးရွှေကနေတစ်ချက်ချွန်ပြီးခက်ခွေးခွေးလေးအိတ်လိုက်တယ်ကိုရဆိုင်ဖွင့်နေသူလာမဘာရှိုအဲ့ရကနိုးတယ်အနားမှာလဲမောက်တီဆိုင်လေးကအသင့်ဖြစ်နေပြီဘာရှိုမောက်တီတပွဲမှာစားပြီးလေးစိတ်ထဲကိုဝင်လာခဲ့တယ်လေးစိတ်ကဒီနေ့လဲချုပ်ချက်ခတ်နေတာပဲဘာရှိုပုံစံကတန်ရှင်းသမပုံစံပေဆုပ်ဆုပ်မို့လားမသိ ဘသူမှမစစ်ဆေးကြဘူး။ဘာချိုလေးစိတ်တည်းပြန်ဝင်လာတာကညကနိုင်ငံခြားသားတွေကိုနှုတ်ဆက်ဖို့ပါ။ तू နေပြည်တော်ကိုသွားတော့မယ်လေ။ဒီလူတွေကလမ်းစီပြီးတဲ့ तू ကျေးဇူးရှင်နေမှာဟုတ်လား။လေးစိတ်မှာလူတွေကလည်းအုံနေတယ်။အမေညက तू နီးနဲ့ရှိပြီးခဲ့တဲ့ဆိုလာလီယင်ကြီးဆိုတာကိုလူတွေဝိုင်းအောင်နေတာဗျ။ဟာစစ်ယူနေပောင်းနေတဲ့အပါကြီးတွေအပါလေးတွေရောအများကြီးပါလား။ဘာချိုရောင်ပီပီနဲ့သွားလို့နေတော့ညကခင်ခဲ့တဲ့လေးရင်မူပစ်ကောကဘာချိုကိုမြင်သွားတယ်။ သူတို့နဲ့စကားပြောနေတဲ့စစ်ယူနီဖောင်းတဲ့လူကြီးတယောက်နှစ်ဖူးပြောင်ပြောင်ဥပဒေရုပ်တနာကမနဲ့လူကြီးတယောက်ကိုခဏထားပြီးလူအုပ်ကြားတွေကဘာချုပ်ကိုလှမ်းနှုတ်ဆက်တယ်ပြီးတော့ခုနလူကြီးတယောက်ကိုလှည့်ပြီး he is bama technician bama technician ဆိုပြီးလှမ်းပြောတယ်နိုင်ငံခြားသားဘေးမှာလေရင်ကြီးကြီးဖို့စောင့်နေတဲ့တမရာကြီးနဲ့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးတို့ဟာနိုင်ငံခြားသားကဗမာပညာရှင်ပါဆိုပြီးလက်ညှိုးထိုးပြောနေတဲ့စွကျဲလက်ပြက်စစ်ပေါင်းမီတုံတဲ့လူကိုတအံတော်လှမ်းကြည့်ကြတယ် သူ့ကိုလမ်းကြည့်နေတဲ့လူတွေကတမရကြီးနဲ့ကာကိုရေးဦးစိုးဆိုတာလည်းသိရောဘာရှိုတယောက်လူအုပ်ထဲကလစ်ခနဲထွက်လာခဲ့လိုက်တယ်။လေစိတ်အထွက်ရောက်တော့လူတချို့ပြောနေတန်ကြားပါရဲ့။ဘာတဲ့တမရကြီးနဲ့ကာကိုရေးဦးစိုးတောင်ဆိုလာလီရင်ကြီးပေါ9မိနစ်ပဲတက်ခွင့်ရတဲ့။အင်းညကသူ့တောင်နှီးနဲ့တုပ်ပြီးလီရင်ကြီးပေါ်တနာကြီးကျော်လောက်ထိုင်ပြီးလီရင်ပိုင်းတော်တွေနဲ့အရက်ထိုင်တော့ခဲ့တာပါပေါ့လေ။ဒီလူတွေတမရကြီးနဲ့ကာကျုပ်ကိုကြာဘာလို့ လင်းရင်ပေါ်ခေါ်ပြီးအရက်မတိုက်ပါလေ။ဘာယူကကြကြတော့ခေါင်းစားမခံဘူး။ဆိုင်ကယ်တက်စီတစည်းငှားပြီးကျွဲဆဲကန်ကားဝင်းကိုထွက်လာလိုက်တယ်။ကမန်ဒိုဘာယူနေပြီးတော့ကိုခရီးဆက်ရအောင်မယ်လေ။မန္တလေးကနေနေပြီးတော့ကိုသွားတဲ့ကားကြီးကတအီးအီးနဲ့ခရီးဆက်လာတယ်။တနေ့အရောက်ကြတော့ကားပင်းပောက်သွားပါလေရော။ဟာကန်ဆိုးလိုက်တဲ့ဘာယူ။ကားပေါ်မှာပူရာနဲ့ဟိုနာဒီနာရှောက်သွားရင် တော့ရက်ရပြီဆိုတဲ့တဲလီတလုံးကိုပါချိုတွေ့လိုက်တယ်။ဟာโอเคအချိန်ဖြုံးလို့ရပြီ။ပါချိုတဲတဲဝင်ထိုင်နေတော့တဲပိုင်ရှင်အဖွားကြီးကဤပဲဤပဲနဲ့နောက်ခန်းကထွက်လာတယ်။ဘာတော့မတော့တော့တလုံးပေးပါအမေကြီး။ပဲကြီးလို့တပွဲပါချအမေကြီးကအရက်တလုံးနဲ့ခွက်တစ်ခွက်လာချပြီးတော့နောက်ဖေးထဲပြောင်းဝင်သွားတယ်။ညစ်ပတ်နေတဲ့ဘူးနဲ့ထည့်ထားတဲ့ရေတဘူးပါပါလီရဲ့။ပါချိုပဲကြီးလို့လေးကြိုက်လိုက်အရက်လေးကြိုက်လိုက်နဲ့စိန်ကြနေတော့ဆိုင်ရှင်တို့ဆိုင်ရှင်တို့ အသားမဲ့မဲ့ဂင်တိုတို့လူတယောက်ဆိုင်တဲ့ပြေးဝင်လာတယ်။သူ့ကိုတွေ့တော့အကိုကြီးရေးဗမာလဲရေးရေးဟိုမှာမီးဖွားနေပြီးရေးလိုတယ်ရေးလိုတယ်တောကြီးတောင်ကြီးတဲ့ဘသူမီးဖွားပါလိမ့်ဆိုပြီးဘရှိုတွန့်ငနဲ့ဖြစ်သွားတယ်အကိုကြီးရေးရေးရှိမှဖြစ်မယ်ကလေးသွေးတွေနဲ့မုန်းနေတယ်ရေးရေးဘရှိုအနီးနားကြည့်လိုက်တော့လဲစိုင်တောင်းကဂါလန်ဘုံတစ်ပုံးကိုသွားတွေ့တယ်အဲ့ဒီဘုံကိုသွားမှပြီးဗမာလဲခမရကလေးဆိုတော့ဂျဘူးကလာလာလာလိုက်ခဲ့ပါဆိုပြီး ဘာရှုကိုခေါ်ပြီးရှေ့ကခက်တော့တော့ရှောက်တယ်ဘလို့ကောင်းတော့ရေခါလံဘုံကြီးကိုတော့ဝိုင်းထမ်းပေးပေါ်မရလို့ဘာရှုစိတ်တယ်အချင်းတော့ပောက်သွားတယ်ဟိုးဒါပေမဲ့သူကဇောကတ်နေတာလေဟိုလူနောက်ကလိုက်လာရင်တော်ရက်တနည်းရောက်တော့တွေ့ပါပြီမိနေတယ်ဘယ်နဲ့လူမမဟုတ်တာဗျာစင်မာကြီးပါလားပြုဘေးကစင်သေးသေးကွကွလေးတကောင်ကတွေ့ရင်နဲ့ရွှက်ကြည့်ပြီးအသက်မနှဲချူနေရရှာတယ်ဟိုလူကမပြောမစုံနဲ့ဘာရှုလက်ထဲကဂါလံဘုံကိုယူပြီးစင်ကလေးပေါ်လောင်းချလိုက်တယ် ရှဲကနေအတန်နေထွက်လာပြီးစင်ကလေးကိုကအငွေ့တွေထွက်လာတယ်။စင်ကလေးမှာနာလုံးလိုမြေကြီးမှာလှိမ့်ပြီးထအော်တော့တာပေါ့။ဟာဟဟေးလူခမရပုံးတွေကရေမမဟုတ်တာဗျ။အယက်စီတွေဟာခမရဗျာ။ဟာဟိုက်ဟုတ်ပါ။သူရေထင်းပြီးဆွဲလာတဲ့ပုံးကအယက်စီပုံးတွေပါလား။ဒုက္ခကြောက်တော့ကြပြီ။ဒီကိုဝင်ဆောင်စင်ကြီးကိုပသိမ်စင်စကားမီပို့ရမှာဗျ။လမ်းမှာမွေးမယ်မှန်မသိဘူး။ အခုတော့ခမရလောက်တာနဲ့စင်လေးတီတော့မယ်ဗျာကျုပ်တော့အလုပ်ပြုတ်တော့မှာပဲခမရစင်လေးကမတီပါဘူးဗျာအည်ပြားတွေပဲလောင်သွားတာပါဒီမှာကြည့်ဖြူလောင်ဖြူလာသေးတယ်ဘာချိုစကားဆုံးတော့စင်ထင်းကစင်ကလေးကိုကြည့်လိုက်တယ်ပြီးတော့ဘာချိုကိုမော့ကြည့်ပြီးဟာဟုတ်ပြီဟုတ်ပြီဆိုပြီးစင်ကလေးကိုကြည့်ရင်ကိုင်းနေအောင်ကလို့ဘလို့လူပါလေယူများယူသွားပြီလားနေကပူလာတော့လေစိတ်ကအင်ဂျင်နီယာပေးလိုက်တဲ့နေကမျက်မှန်လေးကိုတက်ပြီးဂါလန်ရှိရာဘာချိုပြန်လာလိုက်တယ် ဟိုင်းကားမရှိတော့ဘူးဘယ်အချိန်ကထွက်သွားပါလိမ့်ဘာရှိုကားလမ်းဘေးမှာဘူနေတော့ကိုပိုင်ကအနက်တစည်းကသူ့ရှေ့စိုက်လာတယ်ကားပေါ်ကနှစ်ဖူးပြောင်ပြောင်နှကန်းထူထူလူတစ်ယောက်နောက်ထပ်ရုပ်ခတ်ကြမ်းကြမ်းနဲ့လူနှစ်ယောက်ဆင်းလာတယ်မိတ်ဆွေဘယ်တော့မလို့တော့နေပြီးတော့ကိုပါဗျာဟာဒါဆိုကျွန်တော်တို့နဲ့လမ်းကြုံနဲ့လိုက်ခဲ့ပါလားကျွန်တော်တို့လည်းနေပြီးတော့သွားမှာပဲလေကဲဘာရှိုကန်စားတာကတော့တက်လာပြီကိုပိုင်ကနဲ့ခေါ်မဲ့လူတော်ရှိလေပါလားအဲ့လေ အဲကွန်းနဲ့အေးမြနေတဲ့ကားကြီးပေါ်တက်ထိုင်ပြီးဘချိုစိန်နဲ့လိုက်လာခဲ့တယ်။ခမရနာမည်ဘလို့ခေါ်လဲဗျ။ကားမောင်းနေတဲ့နှကန်းထူထူပုပ်ကူကမီးတယ်။ဘချိုကွန်မန်ဒိုဘချိုခမရကစစ်သားလား။တမရော်သားအငိမ့်စားပါဗျာ။ကွန်မန်ဒိုလောက်တဲ့နှစ်နဲ့စဲ။ဘချိုလီတန်ကဂုံယူဝင်ကြွားစွာဖြင့်ကြိုက်ပြီဗျာ။ခမရကျုပ်တို့နဲ့လုပ်ငန်းတစ်ခုကူညီပေးမလား။ပတ်စံတသိန်းရမယ်။တသိန်းဘချိုမျက်လုံးထဲအယောင်လက်သွားတယ်။ဘာလို့ရမှာလဲဗျ။ ခမရကွန်မန်ဒိုလောက်ခဲ့ဘူးတဲ့ဆိုတော့ခြံစည်းရိုးတွေပါကြော်တက်မှာပေါ့ဘာရှိုကလေတချက်ချွန်ပြီးပကောင်းတွန့်ပြလိုက်တယ်အမေရိကန်မင်းသားစတိုင်ဒီခမရလုံပါလားကျုပ်ဘာလို့ရမလဲတာပြောပါဗျာခမရခွေးခိုးပြီးရမယ်ဘာသူ့လိုကွန်မန်ဒိုရင့်ဝါကြီးကိုခွေးခိုးခိုင်းတဲ့ဘာရှိုနည်းနည်းတော့ကျွဲမိတူသွားတယ်ခမရခိုးမဲ့ခွေးကနည်းနည်းရရခွေးမဟုတ်ဘူးဗျမြန်မာနိုင်ငံရေးကိုပြောင်းလဲသွားစီနိုင်နေခွေး ခွေးနာမည်ကတိုက်ရှိတို့တဲ့သွားခိုးရမယ့်နေရာက နေပြည်တော်ကနှင်းစီစံအိမ်လို့ခေါ်တဲ့နေရာတိုက်ရှိတို့နှင်းစီစံအိမ်နေပြည်တော်မြန်မာနိုင်ငံကြီးဘာဒီတုံးဟာဟိုးဘာပဲဖြစ်ဖြစ်ခွေးတကောင်ခိုးပြီးတာတသိန်းဆိုတော့တန်သဘောအမြတ်တို့ကအဲ့ဒီခွေးကိုတတ်ပြစ်မလားတတ်မပြစ်ဘူးဆိုရင်ကျွန်တော်လုံးမယ်ဟုတ်တယ်ငါးပါးတီလာကိုနှစ်ပါးထက်ပိုအကျိုးမခံတဲ့ပါရှော်လေမတတ်ပါဘူးဗျာမြန်မာနိုင်ငံရဲ့အတွက်ဒီခွေးကိုခဏထိမ့်သိမ့်လိုက်မှာပါ ခမရလဲအနာဂတ်မြန်မာနိုင်ငံအသစ်ပြောင်းလဲရေးကို တတော်တနေရာကပါပြီလို့မှတ်လိုက်ပါနေပြီးတော့ဆိုတဲ့ကွင်းခေါင်ခေါင်မြို့ကိုပါချိုတို့ကားလေးဝင်လာတယ်။ချန်စီယိုအမြင့်ခတ်ထားတဲ့အိမ်တလုံးရှိရောက်တော့ကားကိုရက်လိုက်တယ်။ကားမောင်းတဲ့လူကမြေပုံတစ်ချက်ထုတ်ပြီးပါချိုကိုပြတယ်။ဒါကချန်စီယိုနောက်ဖီပေါ့။အဲဒီကနေကြော်တက်ပြီးအရှိတ်မှာတိုင်ရှီတိုရဲ့ခွေးအိမ်ရှိတယ်။အိမ်ရှင်ဘွားတော်ကလွတ်တော်သွားတက်နေတဲ့အချိန်တိုင်ရှီတိုကိုခွေးအိမ်ထဲမှာပဲထားတယ်။တိုင်ရှီတိုဆိုတဲ့ခွေးက ဒီဓာတ်ပုံတွေကခွေးပဲခမရတာဝင်ကအဲ့ဒီခွေးကိုဟောဒီမေစေးလူထားတဲ့အမေယိုပြစ်ကျွေးုံပဲသူစားပြီးတာနဲ့လဲကြသွားလိမ့်မယ်ခမရကခွေးကိုကျွန်တော်တို့စီအตาလေးယူလာပေးဖို့ပဲကမန်ဒိုဘာချိုကလက်မထောင်ပြပြီးကားပေါ်ကဆင်းလိုက်တယ်ပလေယာတစ်ချောင်းနဲ့အမေယိုကိုပေါင်းမိတဲ့ထိုးထက်နေကမျက်မှန်ကိုထုတ်တက်လိုက်သေးတယ်ပြီးတော့လမ်းဘေးကပလတ်စတစ်အိတ်တစ်ခုကိုလက်မဆွပြီးအပူပြေစဖြစ်နေတဲ့ကားအိတ်ဇောဝါကအိုးမဲတွေကိုယူလိုက်တယ်ပြီးတော့ သူ့မျက်နှာမှာတကန့်စီဆွဲတယ်။ခွေးထဲပို့ပေးထားတဲ့အိတ်ကိုလွယ်ပြီးတဲ့အချိန်မှာကမန်ဒိုဘချိုဟာအမေရိကန်စစ်ကားတွေကအာနိုစတိုင်ဖြစ်နေပြီ။ကားစရာကိုလက်မထောင်ပြပြီးရှမ်းနောက်ထဲလက်ခနဲဝင်သွားတယ်။နိုင်ဝဲလောက်ကြာမှဘချိုပြန်ထွက်လာတာကိုစိုးရိမ်တကြီးစောင့်နေတဲ့ကားစရာတွေမြင်လိုက်ကြတယ်။ Operation အောင်မြင်နေဘချိုလက်မထောင်ပြပြီးကားပေါ်တက်လိုက်တာနဲ့ကားကဝူးကနေမောင်းထွက်သွားတယ်။နေပြီးတော့အထွက်ရောက်တော့ဘချိုအိတ်ထဲကခွေးခွေးလေးအိတ်နေတဲ့ခွေးကိုယူပြီး ကားပေါ်ကလူတွေကဖုံးတလုံးကိုဆက်တယ်။သူတို့ဖုံးပြောတဲ့နေကိုပါချုံနားထောင်ကြည့်တော့အနီစုခမားအခုခမားရဲ့ခွေလေးတိုက်ချီတို့ကိုကျုပ်တို့ဒီမိုဆိုရှယ်လစ်ဘရယ်ကွန်မြူနီလူမှုစင်ရဲသားတက်မတော်ကပြန်ပေးဆွဲထားလိုက်ပါပြီ။ဘယ်နဲ့ဒီမိုရီယောဆိုရှယ်ရီယောကွန်မြူနီတီယောလူမှုတွေရောစင်ရဲသားတွေရောတက်မတော်တွေရောအကုန်ပါတဲ့အဖွဲ့ပါကလား။ဒီကောင်းနေဘာကောင်းနေပါလိမ့်။အနီကိုအစိုးရနဲ့ထိတ်တိုက်ရင်ဆိုင်ဖို့ ကျွန်တော်တို့တောင်းဆိုတိုင်းအနီညင်းခဲ့တယ်အခုတော့ခေါင်းမအုံမလားအနီခွေးလေးကိုတခါတည်းစီရိုနာရှိကဗီယန်နာဈေးကွက်ထဲပို့ပြလိုက်မယ်ငငငငတပတ်ကဘာပြောသည်မသိဟာ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 အခုတော့လက်ခံပြီပေါ့လေအနီလှုပ်ပေးရမှာကမနက်ဖြန်တရင်ဌာနတစ်ခုနဲ့တွေ့တဲ့အခါမှာတမရဟာပြုတ်ပြင်ပြောင်းလဲရဲ့အတွက်မယုံကြည်ရပါဘူးရွေးကောက်ပွဲကိုတပိတ်မောက်တဲ့မှောက်မယ်လို့သာပြောအဲ့တော့ဆိုတပတ်ကညက်နေ တိုက်ရှိတို့ကိုနှင်းစီစမ်းအိမ်စီအသက်ရှင်လေးရပြန်ပို့ပေးမယ်လို့ကျောက်တို့ဒီမိုဆိုရှယ်လစ်ဘရယ်ကွန်မြူနစ်လူလူစင်ရသားတက်မတော်ကဂတိပေးတယ်။သူ့အဖွဲ့နာမည်သူရွတ်ပြီးပုဂ္ဂိုလ်ကမောသွားလောက်တယ်ထင်ပါရဲ့။ဟာ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 ဒီလိုမှဗောဗျ။ဖုံးချသွားပြီးနောက်ဒီမိုဆိုရှယ်လစ်ဘရယ်ကွန်မြူနစ်လူလူစင်ရသားတက်မတော်ခေါင်းဆောင်ကြီးဆိုသူကပါရှုပ်ပတ်လှည့်ပြီးဂျေဇူးတင်ပါတယ်ကွန်မန်ဒိုကြီး။တိုင်းပြည်အပြောင်းလဲဖြစ်လာဖို့ခမည်းရဲ့ထက်မြက်သော စွမ်းဆောင်ရည်တွေကအများကြီးကူညီပေးနိုင်ခဲ့ပါတယ်။ ကဲယော့ငွေ9000ဟဲ့လူတွေခမရတို့ပြောတော့ငါတသိန်းဆိုကျွန်တော်တို့လည်းရေပြက်နေလို့ပါဗျာယော့ဒီခွေးလေးပါယူသွားရန်ကုန်စီရိုနာဟိုတယ်ကဘီယန်နန်ဆောက်လို့ရေရှိထမင်းဆိုင်နေမှာဈေးကောင်းပေးဝယ်ပါတယ်သွားသွားခွေးကိုလက်ထဲအတင်းထိုးထည့်ပြီးဘာရှိုကိုကားပေါ်ကနှင်ချတော့လေဟဲ့လူတွေခမရတို့ဒီခွေးကိုသူ့သခင်စီပြန်ပို့မယ်လို့ဂရီပေးထားတယ်လေကျောက်ကစစ်သားဗျဂရီမတီတာမကြိုက်ဘူးအော်ခမရကဂရီမတီတာကိုမကြိုက်တဲ့စစ်သားလား ။အော်ဆိုပြီးတကားကိုစောင့်ပိတ်လိုက်တယ်။ပြီးတော့ဝူကနေကားမောင်းထွက်သွားတယ်။ခွေးကလေးတိုက်ချီတို့ကိုပိုက်ပြီးဘာရှုံငေါန်တောင်တောင်နဲ့ကြံရစ်ခဲ့ပါလေရော။ခွေးကလေးပိုက်ပြီးဘာရှုံနေပြီးတော့လမ်းတွေကိုရှောက်လာနေတော့အာမီရန်စစ်စစ်ရပြီးဆိုင်းမုတ်ကိုဖတ်ပြီးတရေတောင်ယူသွားတယ်။အာမီရန်အစစ်ဆိုတာတက်သေးမှာတော့တိတ်မရကျင်တော့နေကောင်မျက်မှတ်ဆွကျက်လက်ပြက်ဘောင်းမီတိုနဲ့ဘာရှုံခွေးကလေးပိုက်ပြီး အာမီရန်စစ်စစ်ရတဲ့စိုင်လေးတဲဝင်ထိုင်လိုက်တယ်။စိုင်ထဲမှာအာမီရန်ပြိတ္တကအပြည့်ပဲ။ခုံလေးတစ်ခုံပဲလွတ်တာ။ရေတုတက်ထားတဲ့စစ်သားဟောင်းကြီးတယောက်ထွက်လာပြီးဘာတော့မလဲမေးတယ်။ထုံးစံအတိုင်းအာမီရန်နဲ့ပဲကြည့်လို့ပေါ့။ခွေးကလေးအတွက်လည်းမဲကျော်နေရဘူးဝယ်ကျွေးလိုက်သေးတယ်။ဘာလို့အာမီရန်နဲ့ဇိန်ကြနေတော့အသားပြူပြူအရက်ခက်ပြက်ပြက်နဲ့စပုတ်ချက်ဝတ်ထားတဲ့လူတယောက်စိုင်ထဲဝင်လာတယ်။ခုံလို့ဆိုလို့လဲဘာလို့ခုံပဲရှိတော့သူကဘာလို့ခုံလေးမှာအသာဝင်ထိုင်ပြီး အာမီတပိုင်းမှာလိုက်တယ်သူတို့နှစ်ယောက်စကားမစုံမိကြပဲမျက်နှာချင်းဆိုင်တောက်နေရင်လူစိမ်းကသူ့မျက်နှာကိုတေးကြကြည့်ပြီးခမည်းကိုကျွန်တော်မြင်ဘူးသလိုပဲဒီစွကျက်လက်ပြက်ဘောင်းမီတို့ ਨੇ ဘာရှိုကလည်းအဲ့ဒီလူကိုတေးကြပြန်ကြည့်တယ်တနည်းအားမမြင်ဘူးသလိုလိုပဲဟာလေစိမ်းမထင်နဲ့ဘာရှိုထောက်အော်တော့ဟိုလူကသူ့ပါဇက်ကိုလက်ညှိုးလေးနဲ့ဖိပြီးမျက်စိမိတ်ပြတယ်ဟုတ်တယ်ကျွန်တော်ကာကြုတ်တယ်ဗျာတက်ကိစ္စနဲ့ကိုမုန်းချက်တယ်ဗျာ တခါတလေဒီလိုရုပ်ပြက်ပြီးအရာရှိပေါက်ဆဘဝကလို့အာမီရန်လေးထွက်တွေ့ကျင်တာအဲ့ဒါပါဗျာဘသူမှမသိပါစေနဲ့ဘာရှိုဟာကနေထအော်မတက်ဖြစ်သွားတယ်ဒါမှမြမတက်မတော်ရဲ့စစ်သားစစ်စစ်ကာချုပ်ကြီးกว่าဆိုပြီးခိုက်တွေဆိုင်တွေမရှိဘူးတာမန်စစ်သားတယောက်လိုပဲအရှိန်ကကြကြဒီလိုဆိုင်မျိုးမှာလာတော့တယ်ဒါနဲ့ခမားကလေးစိတ်မှာနိုင်ငံခြားသားတွေပြောတဲ့ပညာရှင်ဆိုတာမလားခမားနာမည်ကျွန်တော်နာမည်ဘာရှိုပါဘိုးချုပ် တကြကြီးအစင်းနဲ့စစ်သားဟောင်းပါကွန်မန်ဒိုဘရှုပါဆရာကြီးကိုဘရှုတူတူဗျကျုပ်ကိုဘိုလ်ချုပ်လို့မခေါ်ပါနဲ့ကိုမင်းလိုပဲခေါ်စမ်းပါဆိုပြီးလူစိမ်းကမျက်စိမိတ်ပြရင်းအာမီရောင်ကိုမော့လိုက်တယ်ဒါနဲ့ခမားခွေးလေးကတန်ဖို့ရှိမဲ့ပုံပဲဗျကျွန်တော်ခွေးမဟုတ်ဘူးဗျဒါတိုက်ရှိတိုးတဲ့နေပြီးတော့နှင်းစီဆန်အင်ကကျုပ်ခိုးလာတာသူ့ပိုင်ရှင်ကအနီစုဆိုလာပဲဟင်သူ့ချိန်မှာအရက်ထိုင်တောင်းနေတဲ့ပုံကအရက်သီးသွားတယ် ပါရှိုလဲမူးမူးနဲ့သူကြုံခဲ့သမျှလူစိမ်းကိုတိုးတိုးကပ်ပြောလိုက်ပြန်တယ်။ဟာကိုပါရှိုခမရလက်တဲ့ခွေးကြံခဲ့တာကံကောင်းနေပြို့။အေးပြာဘူကျုပ်အေးကိုမင်းအပန်းမကြည့်ရင်ဒီခွေးလေးကိုပိုင်းရှင်းတဲ့တဲပြန်ထည့်ပေးပါလား။ကျွန်တော်တို့ကစက်သားလေးပြာဂရိတီကျင်နေ။ကျွန်တော်ကူညီပါမယ်ဆရာကြီးပါရှိုဟဲဟဲဒါပေမဲ့ခမရပြောတာတွေကအမှန်ဟုတ်မဟုတ်ကျုပ် PSO ကို ဖုံးဆက်မေးမှဖြစ်မယ်။သူ့ကိုယ်သူကာကျုပ်ဟုပြောတော့လူစိမ်းကပြပြဆိုဆိုနဲ့ဆိုင်ထဲကခဏထွက်သွားတယ်။၅မိနစ်အကြာမှာပြန်ဝင်လာပြီး အင်းကိုဘရှိုအမကြီးခွေးပြောက်နေတာတော့အမှန်ပဲဗျကဲကျုပ်ကိုစိတ်ချရင်ကျုပ်ကတဆင့်ခွေးကိုပို့ပေးပါမယ်ဗျာโอเคဒါပေါ့ဗိုလ်ချုပ်ရာ Cheers ဘောက်ချိုတို့အတန်ကျဲသွားတော့ကောင်တာမှာသတင်းစာဖတ်နေတဲ့ရှေတူအဖိုးကြီးကလန့်ကြည့်တယ်ပြီးတော့သတင်းစာကိုကြည့်လိုက်လူစိမ့်ကိုကြည့်လိုက်နေဗဇက်အဟောင်းသားလည်းဖြစ်နေတယ်ဟဲ့လူကိုဘရှိုကောင်တာကလူကျုပ်ကိုရမ်းမိသွားပြီရှင်နေဗျခမရရင်မက်ကချိန်ထားတဲ့မျက်မှန်မြန်မြန်ပေးစမ်းဗျရုပ်ပြပြီးကျုပ်သွားမှဖြစ်မယ်ယောဒီမှာကျုပ်လေးစာကတ် ဒီကပြားကိုကျုံမိတ်ဆွေရင်တွေကိုပဲပေးတာအခုညီလို့ရင်ဒီကပြားသာပြလိုက်ပြေပြောစုံစုံနဲ့ကိုလူစိမ့်ကဘာချိုလေးစိမ့်ကရလာတဲ့ရေဗင်မျက်မှန်ကိုတက်ခွေးကလေးတိုက်ရှိတို့အားပွေပြီးစိုင်ထဲမှာထွက်သွားတော့တယ်ဘာချိုမှသာလူစိမ့်တောက်သွားတဲ့ရန်ဘိုးပါ ရှင်းပေးရင်မူးကြံခဲ့ပါရောလားဘာချိုလက်ထဲမှာပတ်စံကတသိန်းလောက်နင်းနီးရှိသွားပြီပြည်ပြန်ရင်အစဉ်ပြေလောက်တယ်ဒီလိုနဲ့နေပြီးတော့ကနေပြည်ကိုရထားစီးပြီးဘာချိုပြန်လာတော့တာပေါ့ရထားပေါ်ရောက်တော့သူ့ဘေးခုံမှာ အမျိုးသမီးကြီးတူထိုင်ငိုက်ပြီးလိုက်လာတယ်။ပါရှိုလည်းပါလာတဲ့ပတ်စံလေးတွေကိုထုတ်ပြီးရေတွက်လိုက်တယ်။ခွေးတခိုးကက9000ဆိုလာလေးမြန်ပြင်ပေးကက9000ခရီးစရိတ်တွေနှုတ်တော့9000ကျန်။အင်းယထာဆထွက်တာနဲ့ပင်မလာတဲ့ပါရှိုအိတ်ပြုတ်သွားတယ်။စက္ကနဲ့သူတရိရတော့သူ့အိတ်ကတည်းကငွေတွေကိုလူတယောက်နှိုက်နေတာပဲ။ဟင်။သူ့ဘေးကမိမသူ့ငွေတွေကိုနှိုက်သွားတာ။ခမရအကျောင်းငွေတွေဘာလို့နှိုက်တာလဲဗျ။ပြန်ပေးပြန်ပေး။ပါရှိုထအော်တော့မိမကပြန်အော်တယ်။ ကျွန်မငွေတွေအယူလာလို့နေပါတယ်ရှင်။အော်လူတွေလူတွေစွကြက်လက်ပြက်ဘောင်းမီတို့နဲ့ပါချော်ကိုတခိုးဆိုပြီးရထားပေါ်တွင် ဝိုင်းထူပြီးနေဆက်ရဘူတာကရဲတွေလက်အပ်လိုက်ကြတယ်။ဒီလိုနဲ့ရဲစခန်းထဲရောက်တော့ကျွန်တော်တခိုးမဟုတ်ပါဘူးဗျာ။ဒီပတ်စံတွေက နေပြည်တော်ကဆိုလာလင်းရင်ပြင်ပေးတာရဲ့အနိစုအိမ်က ခွေးကလေးကိုလူတစုခိုးခိုင်းလို့ရရလာတာပါဗျာခွေးလေးကိုလည်းသူ့အိမ်ပြန်ဖို့ပေးပြီးပါပြီ ကာကွယ်ရေးဦးစီးချုပ်ကြီးသိပါတယ်သူ့ကိုမေးကြည့်ပါစကမ်းမှုနဲ့တောင်းရင်မှုကဘာချိုကိုပြူးပြီးကြည့်တယ်ခမရပြောတဲ့ကာချုပ်ဆိုတာသူ့ကိုပြောတာလားဗျဟုတ်တယ်ဗျတွေ့လားတွေ့လားသူတက်ထားတဲ့ရေပင်မျက်မှန်ကနေပြီးတော့ကအာမီရန်ဆိုင်မှာရုပ်ဖြတ်ဖို့ဆိုပြီးကျွန်တော်စီကသူငှားသွားတဲ့မျက်မှန်ပေါ့ဗျာကျွန်တော်ကောင်းကောင်းမှတ်မိတယ်ဟာဒီမှာတွေ့လားဗျသတင်းစာထဲမှာပါတဲ့စင်ပြူတော်ဆိုတာလေစင်ပြူတော်ဘေးကစင်တိန်ဆိုတဲ့လူကိုကျွန်တော်မှတ်မိတယ်အဲ့ဒီစင်ပြူတော်ဆိုတာလေးကို ပြင်းမနာတောထဲမှာကျွန်တော်အရက်စီနဲ့လောင်းပြီးလိုက်လို့ဖြူသွားတာဗျဟုတ်တယ်ဒီကောင်လေးဒီကောင်လေးဘာရှူကဂျာနယ်စာမျက်နှာတနေရာကိုပါလက်ညှိုးထောက်ပြပြီးပြောလာတော့စခန်းမှုကတက်ပြင်းချလိုက်တယ်ပြီးတော့သူ့လက်အောက်ကဒူရဲအုပ်ကိုနှထင်းကိုလက်ညှိုးနဲ့ထောက်ပြပြီးခေါင်းခါပြတယ်ကဲဒီတညတော့သူ့ကိုဒီကအချုပ်သေးပဲတညတိတ်လိုက်ဗျာမနက်မှရန်ကုန်ကရောသားကြီးကိုပို့ဖို့စီစဉ်ကြတာပေါ့စကမ်းမှုထောက်ထွက်သွားတော့ကမန်ဒိုဘရှုံငောင်ပြီးကြံခဲ့တယ် တာဝန်မှုသူရဲ့အုပ်ကဘာချိုကိုအရှုပ်ထဲဝင်ဖို့ဆွဲခေါ်တော့ဘာချိုတခွန်းပြောလိုက်သေးတယ်။ဟိုခွေးကလေးကိုပိုင်ရှင်စီပြန်ဖို့မဖို့ကာချုပ်ကြီးနဲ့များတွေ့ရင်မေးပြီးထားပါဗိုလ်လေးရာတဲ့။ဆရာပြည်တိချကိုကိုမောင်အဆုံးထိထားတော်မူတဲ့တဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်